ွန်ပြည်နယ်မှာလက်ရှိနှွေစပားစတင်ထွက်ရှိချိန်စပားဈေးနှုန်းကျော့ကျလာပြီးအရင်လိုဈေးကောင်းမရတော့တာကြောင့်တောင်သူတွေအနေနဲ့ခက်တွေ့နေရတယ်လို့သိရပါတယ် ရေစပါးဈေးနှုန်းဟာပြီးခဲ့တဲ့နှစ်ကစပါးတင်းတရာကိုငွေကျပ်23သိန်းဝန်းကျင်ရရှိခဲ့ရာကနေလက်ရှိငွေစပါးဖက်ရှိချိန်ကာလမှာတော့73သိန်းဝန်းကျင်သာရရှိတဲ့အတွက်ထပ်ဝက်ကျော်ဈေးနှုန်းကျဆင်းလာခဲ့တာပါအခုလိုနှွေစပါးဈေးနှုန်းကျဆင်းလို့ဈေးကောင်းမရတော့တဲ့အတွက်စိုက်ပျိုးဈေးနဲ့တွင်းရစုဈေးပါဝင်အထွေထွေကုန်ကျဈေးတွေနဲ့နှိုင်းရှင်ပါကအကျိုးမြတ်မရတဲ့ပြင်အရှုံးနဲ့ရင်ဆိုင်ရမယ့်အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။စပါးဆိုင်တောင်သူတို့ကတော့လက်ရှိစပါးဈေးနှုန်းတွေဟာ အရင်နှစ်ကတည်းကဓဝက်နီးပါးပြုတ်ကျလာရတာဟာစစ်ကောင်စီကစပားစင်းလုံးတွေကိုထိန်းချုပ်လိုက်တာကြောင့်ဖြစ်တယ်လို့တခြားသွင်းရစုတွေကမြင့်တက်ပြီးအခုလိုစပားစင်းကျတာကြောင့်တောင်သူတွေဒုက္ခရောက်နေရတယ်လို့ပြောပါတယ်။ဒီကနေ့စပားစင်းလဲဆိုရင်ဓဝက်နီးပါးလို့ပြုတ်တာပေါ့။အဲ့ဒါဘာဖြစ်လို့ရောက်လာလဲဆိုတော့စစ်ကောင်စီကဓဝက်ကြီးထိန်းချုပ်လိုက်တာလား။ဒယ်စင်းနဲ့ပုံမရောကအစပားငါတို့ငါတို့ရှင်းတဲ့လူတပုံတရားမယ်လို့အဲ့ဒီအစားထိန်းချုပ်လိုက်တဲ့ကနေအခုနေ့ဒီကနေ့ကုန်တယ်ရလဲ။ညိုင်းမွေရတော့ ဟိုဇဝါဇီရတအားပြုတ်ကြပါလေ။တမျိုးဩဇာဇီရတကယ်တကယ်ကိုမြင့်လာမမြင်ရတဲ့ဒီကင်းကြီး။ဇဝါဇီရမမြင်ရတဲ့ဒီကင်းကြီးမနှစ်ကဒီကဲ။ဘာဒီအသိငချေ၂၂ဒိန်အော်ကီ။အခုက၃ဒိန်ဆိုတော့ရန်မာလေးတော့ဒီဟိုဒုက္ခရောက်လာတယ်။ဒါပြင်လက်ရှိလူစပားဈေးနှုန်းပေါက်ဈေးအရတောင်သူတွေဟာအမြတ်ဘလို့မှရရှိတော့မှာမဟုတ်ပဲအထွက်နှုန်းများတဲ့သူတွေအနေနဲ့အရင်ဝင်ဝေးအနေထားရနိုင်ပြီမဲ့အထွက်နှုန်းနည်းတဲ့သူတွေအတွက်တော့အရှုံးအနည်းနဲ့အများသာ ရှိတော့တယ်လို့သူကစပြောပါတယ် စပားဆိုင်တောင်သူနောက်တူကတော့လက်ရှိနှွေစပားဈေးနှုန်းရဒေတာတွင်မှာအယောင်းဝယ်တောင်မရှိဖြစ်နေရသလိုနှွေစပားဆိုင်ပြိုးစင်ကလည်းရေရရှိမှုမရှိတာကြောင့်စပားပျက်စီးမှုများတဲ့အတွက်ဒီဈေးနှုန်းရအရှုံးပတ်မှာပဲရှိတော့တယ်လို့ပြောပါတယ်ကဘာသေးအခုလက်ရှိကြားနေတာတော့ရောင်းဝယ်တော့မရှိအတင်းညစ်ကျွန်တော်ရေခက်ခဲကြတော့တော်တော်လေးဆုံဆောင်မှုရရှိကြတယ်ကျွန်တော်တို့ဘက်မှာရေအားဖို့ကကျဲပြီးစိုက်ပြူပြီးထီရကလလုံးလုံးကြီးတစမမပြမြည်ပြပကြအပ်ပြီးချသွားလေ အဲ့ဒီမှာလည်းစဘာပင်ရေးပေးရာတွေစောင်းချောင်းတယ်အဲ့တော့စဘာဘယ်လိုဖြစ်သွားလဲဆိုတော့ထင်းတယ်လို့မဖြစ်လာတော့ဘူးပေါ့လေကဘာကလည်းသူနှစ်ကလည်းအပြက်ကြီးရတယ်ဒီဟိုတင်ရတယ်ဆိုတော့လယ်သမားအိုက်ပေါက်တတ်တယ်လို့ကြပါပဲလက်ရှိနှွေစဘာစိုက်ပျိုးစင်ကလည်းမျိုးစဘာအပါဝင်သွင်းအားစုစိတ်မြင်မာတာရွေသွင်းဖို့စက်သုံးစီစိတ်ပုံမကုံကြတာပြင်အထွေထွေကုံကြစိတ်ကြီးမြင့်မှုတွေကြောင့်လဲနှွေစဘာစိုက်ပျိုးစိတ်ပုံမကုံကြခဲ့တာဖြစ်ပါတယ် ဒါအပြင်စီကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်ကျန်းကျင်လုပ်သားရှားပါတဲ့အတွက်အရင်လိုစနစ်တကျမဆိုင်ပြိုးနိုင်တာကြောင့်အထွတ်နှုန်းလျှော့ကျတဲ့အပြင်စဘာဖြတ်ပိုးတွေကြောင့်လည်းအထွတ်နှုန်းနည်းတဲ့ချိန်မှာစဘာကပါဈေးကောင်းမရတဲ့အတွက်တောင်သူတွေထပ်ဆင့်အခက်တွေ့နေရတာပါတစ်ဖက်မှာစစ်ကောင်စီခန့်မူပြည်နယ်ဝန်ကြီးချုပ်ကတော့ပြည်နယ်အတွင်းနေရာကနဖွံ့ဖြိုးတိုးတက်စီဖို့တည်နံထွတ်နှုန်းတိုးတက်ရေးသားမက အရေးသေးကောင်းမွန်တဲ့ထုတ်ကုန်တွေထုတ်လုပ်နိုင်ပြီးတောင်သူတွေဝင်ဝေတိုးစီဖို့ဆောင်ရွက်ပေးလျက်ရှိတယ်လို့ဧပြီရှိရနေ့ကပြည်နယ်ခမ်းမမှာပြုလုပ်တဲ့မိုးစွာစိုက်ပျိုးဧကအပေါ်ထောက်ပံ့ငွေပြည့်ရပွဲမှာပြောဆိုခဲ့တာပါ။ဒါကြောင့်တောင်သူတွေအနေနဲ့အင်တိုက်အားတိုက်စူးစမ်းဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်အတွက်အကျိုးပြုမှာဖြစ်တယ်လို့တောင်သူတွေရဲ့လူမှုစည်းဝါးဘဝတွေနဲ့မြင်မာလာမှာဖြစ်တယ်လို့စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုခဲ့ပေမဲ့လက်တွေ့ကြုံရတဲ့တောင်သူတွေရဲ့အခက်အခဲတွေကိုတော့လက်တွေ့ကျကျဖြေရှင်းပေးနိုင်တာမရှိပါဘူး။ ။မွန်ပြည်နယ်မှာတော့ຫນွေပွားစိုက်ပျိုးမှုဧကအနေနဲ့နှစ်စဉ်ဧက2000ဝန်းကျင်စိုက်ပျိုးကြပြီးဒေသအနေနဲ့ဘီးလင်းပေါင်နဲ့တထုံမြို့နယ်တွေမှာအများဆုံးစိုက်ပျိုးကြကကြံမြို့နယ်တွေမှာလည်းစိုက်ပျိုးမှုအနည်းငယ်ရှိတယ်လို့သိရပါဗျ။